ကော်ကောက်လဲထင်းခွေရောင်းနေတခါလေရေထန့်ရောင်းနေပိုပြီးကောက်နေတာတော့ကော်ဘူးကောက်ရောင်းတာများကိုရာလိုက်ကောက်နေသူတို့အကြောင်းမှန်မှန်တက်ခိုင်းပါရှင်ចောင်းတွက်ပြီးအင်းအင်းအလူတွေကိုကောက်ပြီးသူအမေဝတွေးမသတိတီကလေးကလောကရန်ကိုပြဆိုင်ရောက်မှတည်နေပြီခွေကိုက တာသမီးတွေပေါ်မှာတာဝန်ကျတဲ့မိခင်တော့ပြောလို့ရအခုတော့မပြည့်မထုံနဲ့တော့တာဝန်မကျဘူးပေါ့မကျတာများပါတယ်မပြည့်မစုံနဲ့အဖေကြီးနဲ့အမေပေါ်လည်းမကျဘူးသူတို့ပေါ်လည်းမကျဘူး မင်းနမ်းမူအတက35နှစ်ကျင်းနေတယ်ဟုတ်မဆာ तू က तू မိုးတပဲပြူ तू ရည်မိုးနှစ်ယောက်ထက်လား3ယောက်အိမ်မှာတယောက်ကျန်ဟုတ်3 3နှစ်နောက်တော့အိမ်မှာဘယ်သူရရှိသေးလဲအဖေနဲ့အမေကျန်သေးဘယ်အရွယ်ရောက်ပြီလဲမိဘကျန်89နှစ်ကျမကြီးရောကျမရဲ့တယောက်ကလေးဖြတ်ထားတယ်တယောက်ကပန်းနိုင်ရင်ကြက်ချီတယ် ။ညာလုံးကအလုံးမလုံးနဲ့မဆုံးမတန်နေ။အဲ့ဒါမြို့သားမြို့သားနောက်မင်းမယူရတာကြာပါပြီ။သုံးနှစ်လောက်ရှိပြီ။အော်ဒီမိသားစုကိုပဲရှာကြည့်။ဟုတ်ကဲ့။ကော်ကောက်တယ်ထင်းခွေရောင်းတယ်တခါလေရေထန့်ရောင်းတယ်။ပိုးကြီးကောက်နေတာတော့ကော်ဘူးကောက်ရောင်းတာများတယ်။ဒီနေ့ကဘာကောက်ရင်ကောက်သလိုတော့တသား5000အဲ့လောက်ပဲရပါ။အဲ့ဒါရောမိသားစုနေနေလို့လား။မလား။ မလာဘူးဆိုတာဒီမိသားစုနဲ့ဘလို့မှမလာဘူးလေမိမဆောက်အောင်ကြီးဆိုတော့တော့ကလည်းများတာအများကြီးပဲတခါလေကိုယ်ဝန်လမ်းနေကျင်တော့အဲ့လိုဖြစ်တယ်အခုအိမ်သားကနီးလာတဲ့ခါမျိုးကြပူဆိုးတယ်အိမ်သားကစုသားထောင်းတာမရှိတော့လေအားမျိုးဆိုပို့ပြီးတော့ဆိုးတယ်ခံသားကိုယ်လာလိုက်ကောင်းနဲ့သူတို့အကြောင်းမှန်မှန်တက်ခိုင်းပါမဟုတ်ဘူးရှိရင်လည်းရှိသလိုပေးတယ်900တထောင်ပေါ့နော်မရှိရင်လည်းသူတို့က အဖုံးမပါတဲ့ခါကြီးသွားတာလည်းရှိတယ်။ထမင်းညိုင်မပါဘူးတခါကြီးအဲ့လိုသွားရတာရှိတယ်။ခက်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 နဲ့ထားအကြောင်း၂ရောက်တောင်နှုတ်ပြီးတော့အော်သူတို့ရောအားအားလိုကောက်ကောက်ခိုင်းမကောက်ခိုင်းသူတို့ဘာမှမလုပ်ခိုင်းဘူး။တခါကြီးသူတို့ကပထမလိုချင်လို့တခါနေနေကြထွက်ကောက်တယ်တခါလေးမကောက်တော့များပါလေမကောက်ခိုင်းဘူး။မင်းကပေါ်ကအဲ့လိုကောက်ဖြစ်လာတဲ့ချိန်လေးဆိုကောက်။ကျောင်းပြန်လာမှာပေါ့။ ။ဘာလို့အခုမျိုးကောက်ချင်တဲ့စိတ်ပေါ်လာလဲ။အိမ်မှာပတ်စံမရှိ။အမေဝန်တွေးမှတရေတီကလေးကလောကကရန်ကိုပြေးဆိုင်ရောက်မှတည်နေပြီကွေ။အတောင်မန်းတစုံမပြည့်စုံငယ်ဘူးကွေ။အမေမရှိရင်ကြောင်းထွက်ပြီးအိမ်အိမ်ကလူတွေကိုကောက်ပြီးသူမမေကအိမ်မှာသမီးတို့ကြောင်းသွားဖို့လုပ်ပေးရအိမ်မှာသမီး ူများတဲ့ကအမေကြီးသမီးရတဲ့ချိန်ရမိမိကိုလိုက်ကြောင်နေတာတန်းကျောင်းသားရင်သူများကတားသမီးကအဖေကြီးလိုက်ပို့ကြ။တခါတည်းရောက်လာရင်ဖြစ်တယ်သူ့ကိုလည်းစိတ်နာတယ်။တခါတည်းသူတို့ကိုထားခဲ့ခြင်းဒါမှမဟုတ်တန်းရောင်းနေရင်မပြတ်နိုင်ဘူးကိုမွေးထားတာဆို။အဲ့လိုဖြစ်တယ်ခဏခဏဖြစ်တယ်။ဒါမှမဟုတ်ကိုသိကူပြန်ချုပ်ထိန်ထားတာပေါ့နော်။အဲ့လိုကိုမထွက်သွားရင်သူတို့ငတ်ပြီလေ။လူကလောက်ယူမဲ့သူမရှိတော့တော့အဲ့လိုခဏခဏဖြစ်ပါအဲ့စိတ်ကြတာ။ဒါမှမဟုတ်မထားခဲ့ရပါဘူး။ ိုကသားသမီးတွေပေါ်မှာတာဝန်ကျေတဲ့မိခင်တော့ပြောလို့ရအခုတော့မပြည့်မစုံနဲ့တော့တာဝန်မကျေဘူးပေါ့မကျေတာများပါတယ်မပြည့်မစုံနဲ့အဖေကြီးနဲ့အမေပေါ်လည်းမကျေဘူးသူတို့ပေါ်လည်းမကျေဘူးနောက်ထပ်ကောအလိုမျိုးစိတ်ပိပိဆိုပြီးတော့ယူဖို့အစီအစဉ်ရရှိမရှိပါလဲပေါ့ကြည့်ရမကောနောက်ထပ်ယူနောက်ကျပြီးတဲ့သိုးပါသိုးပါနောက်ပြီးတော့လည်းမင်းကလေးမွေးထားတော့လေမတက်မှလည်းသိုးတယ်အဲ့ရမလို့မတင်းသားတော့ပါ 哦，哎呀，阿妈。美的我要没比比比升东里了。 ဲ့လိုလေးတော့ထားကျင်တာပေါ့နော်ဖေးလေးပို့ပေးကျင်တယ်ဖရားတွေပါတယ်သူတို့မရောက်ဘူးတဲ့နေရာလေးပါတယ်လိုက်ပို့ပေးကျင်ကိုလည်းဘယ်မှမသွားတတ်ဘူးအဲ့လိုသူတို့ကပြောချိုးတကုံရမ်းဖူးကျင်တယ်လို့ပြောတယ်အဲ့လိုလည်းပို့ပေးကျင်တယ်ကိုရောရဘူးလားကိုရောဘူးတဲ့အခုဆိုမေ့ကုန်မသွားတော့ကြာကိုလည်းမသွားခဲ့တာကြာပြီလေအရင်တော့မသွားကိုဘကကအရင်လေးရှိမှဆိုဘာလို့ဝင်လို့စဉ်းစားလဲဈေးရောက်မယ်လို့ထင်တာဘာလို့ရောက်မလဲ ဈေးဟိုကအဟင်းရအသီးရပဲဖြစ်ဖြစ်ဒါမှမဟုတ်ဖျားပန်းလို့ပါတော့ဗောနော်နည်းလေးတသိန်းတော့ရင်းရမယ်လို့ထင်တယ်ရှိလားရှိဘူးလောက်ရှိလဲရှိဘူးဘယ်လောက်မရှိအခုညနေတော့ဒါတွေတော့ရောင်းမှာဟင်းချက်တွေကတော့ဝယ်အောင်